တနင်္လာသာသမီတို့ရဲ့မိတ်ဆွေအပေါင်းမင်္ဂလာပါနော်။တနင်္လာသာသမီတွေအတွက်အပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်ဆိုတဲ့တေတော်နမိတ်ကိုတေတော်ကခုနကကြပြီးတော့ကံကြမ္မာကကြပြီးမှဖြစ်ပါတယ်နော်။တို့ရဲ့မိတ်ဆွေတွေကိုဟောဒရန်စီတီလေးမစတင်မှာယူရမင်္ဂလာချမ်းနေပြီးတော့တင်္လာလေးတွေပါတင်မှာ။ပြောရကြရမင်္ဂလာချမ်းကိုဗောဓုံးနဲ့လွယ်ပြီးတော့ကျန်တဲ့ရည်မှာပေးရမကြီးဖွင့်ပါလေ။ဤသူမျိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရေရေအားအစီအရင်ဆောင်ရွက်လို့ရပါ။ တော့ယူရမင်္ဂလာအချံကိုမာစပစ်လုပ်တဲ့ရေရရာတွေကိုရေရရာဒီပါတီနာဒီတရားတစ်ချက်မှာမယူပဲမတောင်းခံပဲနဲ့မေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ကြေရရာဆောင်ရွက်ပေးနေတဲ့ရေရရာအောင်မီပဲဖြစ်ပါလေနော်။ဒါရောထောက်ကြံ့အကျော်မော်ဘီတိုးဂိတ်နာမှာကိုလုံကွင်းဆိုတဲ့မှတ်တမ်းရှိပါတယ်။ပိန်နေကုန်ကြီးပါမှာတည်ရှိပါတယ်။အဲ့တော့ဒီဆောသားသူတွေကကျွန်တော်ယူရမင်္ဂလာချံကိုမလာနိုင်ဘူး။ဘေးရင်မေးကျင်တဲ့မိသူတွေရှိပါတယ်။ဒီကုမှာအခက်အခဲတွေရှိလို့ကုညီတောင်းနေတဲ့သူတွေကတော့ကျွန်တော်တို့ကျွန်တော်ရဲ့ Viber နံပါတ်ဖြစ်တဲ့39962 ့395 9000ဆိုတဲ့ဖုန်းနံပါတ်ရယ်399 2000 2900ဆိုတဲ့ Viber ဖုန်းနံပါတ်နှလုံးဝနေပြီးတော့ပေးတယ်မေးလို့ရပါတယ်ဟောစနန်းနေမှာလို့ရပါတယ်ရေရရာကိစ္စတွေအကူအညီတောင်းခံလို့ရပါတယ်နောက်ဒါလေးတွေကတော့ဘာစရာကြီးမင်းတွေကရဲ့ကြီးနေပြတော့ Obival ဆိုတဲ့ပရိသေးဖြစ်ပါတယ်နော်မိမိတို့ရဲ့လောက်ကန်ကြံစီစိတ်ကြည့်ရည်ရဲချက်ကြီးမင်းတွေတွေကိုမြန်မြန်တန်တန်ပြည်စည်းပြည်မြောက်အောင်မြင်စေရဖို့အတွက်အတိတ်ထံပြုပြီးတော့ဆေးရတဲ့ဆရာကြီးမင်းတွေကအဘမင်းတွေကရဲ့ကြီးပြတော့ပရိလေးဖြစ်ပါတယ် ဒါတော့ကျွန်တော်ကိုယ်တိုင်စီရင်သားတဲ့ဝါစိန်ဤလက်ပတ်လေးတွေဖြစ်ပါတယ်အဆောင်လက်ပတ်လေးတွေပါဒါကျမကြီးကောင်းဖို့ဆိုရင်အဝါရောင်လက်ပတ်လေးဖြစ်တယ်စီဝါရေးအတွက်ဆိုရင်အစိမ်းရောင်လက်ပတ်လေးဖြစ်တယ်အခြေအိမ်အောင်ဆိုရင်အနီရောင်လက်ပတ်လေးဖြစ်ပါတယ်အဲဒီလက်ပတ်လေးတွေခါပြီးကွာဒါတော့ဒီအင်းသုံးမျိုးပါတွဲလုပ်ထားတဲ့အဆောင်ဆလွယ်လေးဖြစ်ပါတယ်ဒါတော့လောင်းလာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနိုင်ရသေးတယ်ဒူးကလေးဖြစ်ပါတယ်ဒါတော့ပစ္စည်းတွေမြန်မြန်ရောင်းထွက်သေးတယ်ဈေးသားရောင်းမှဒါတော့ဈေးဆိုင်တွေ၊စတိုးဆိုင်တွေ၊စားတောက်ဆိုင်တွေ၊လုပ်ငန်းတွေရောင်းကားဝယ်ရာကောင်းစေဖို့အတွက် ကျွန်တော်စီရင်ထားတဲ့စမဖျောင်းနယ်လေးတွေဖြစ်ပါတယ်။ဒီမှာစမလေးတွေနဲ့စီရင်ထားတာပါ။ဒါတော့အရေးကြီးတဲ့ကိစ္စတွေမှာနိနံအလိုက်အတိတ်တန်နဲ့ထွန်းညီပူဇော်ရတယ်။ဒါယရနာဒီပန်ဖျောင်းနိုင်ဖြစ်ပါတယ်။အဲကျွန်တော်ရဲ့မိစေတွေမှာအခက်အခဲတွေရှိနေတယ်။ဒါလေးတွေလည်းလူကျင်လဲမှားကျင်လဲဆိုရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39692395လုံး9ဆိုတဲ့ Viber နံပါတ်ရဲ့39692295ဆိုတဲ့ဖုန်းနံပါတ်အဲ့နှလုံးဝင်ပြီးတော့ဆက်သွယ်ပြီးတော့ မှာယူနိုင်ပါတယ်ဘေးရင်ဟော့စတန်တွေကိုလည်းမှာယူနိုင်ပါတယ်နော်ကျွန်တော်အသားသမီးတွေတွေကြားလာတဲ့ Deuteronomy ကတော့ပထမဆုံးကြားတဲ့နမိတ်ကတော့ဒါနမိတ်ဖြစ်ပါတယ်ဒါနမိတ်ကကြတော့သူကဥပန်တော့ကအကြောင်းအရင်းတွေကိုညွန်ပြတာပေါ့ဒါရဲနာအသားသမီးတွေကဒီကတော့မှာအကြောင်းမျိုးမျိုးကြောင်းစိတ်မောလူမောဆိုတဲ့အခြေအနေမျိုးတွေကြုံရတတ်ပါတယ်အိမ်မှာနေရင်းသိမရှိဖြစ်တတ်ပါတယ်မိမိရဲ့မိသားစုတွေမိမိရဲ့နေမင်္ဂလာတွေမှာပူပန်တော့ကတွေကြုံမြင်ရတတ်တယ် ဟိုအလောအကောင်းဆုံးတို့ဒီအလောအကောင်းဆုံးတို့နဲ့လည်းအချိန်ကုန်သွားတတ်ပါတယ်။နောက်ဒီကတော့မိသားစုတွေဦးနှင်းပဲ့ထောင်ဖြစ်တတ်တယ်။တယောက်တစ်ပေါက်တည်းဖြစ်တတ်တယ်။ဟိုလူနဲ့ဟိုလူကမတည့်ဒီလူနဲ့ဒီလူကမတည့်ဟိုလူနဲ့ဟိုလူနဲ့ကရမ်းဖြစ်ကွာကြားရနေပြီးတော့ပူပန်တော့ကကြီးတစ်ခုတစ်ခုကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်တော့ဒီကတော့မှတင်းရသားသမီးတွေအတွက်အကျလာတဲ့ကံကြမ္မာနမိတ်ရာဆိုရင်တော့စိတ်မောလူမောဆိုတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။အဖေဘက်ကနေစိတ်တွေပင်ပန်းနေရတတ်တယ်။ဘယ်ဘက်ကလည်းပဲလူကလည်းပင်ပန်းနေရတတ်တယ်။တို့အတွက်အင်မတန်မှ ကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုယ့်ရဲ့စီးပွားရေးအတွက်ကိုယ့်ရဲ့ကုမ္ပဏီအတွက်ကိုယ့်ရဲ့ဌာနမှာအင်မတန်မှအားကိုးရတဲ့လူတွေအင်မတန်မှယုံကြည်ရတဲ့လူတွေကြောင့်အခက်အခဲတွေတွေကြုံရတတ်ပါကိုယ့်ကလူယုံဒုက္ခပေးတတ်တဲ့အချိန်ကာလဆိုရင်လည်းမမားပါကိုယ့်ကလူတယောက်ကိုယုံကြည်ရဲလေးလေးနက်နက်ကြည်ရထားတယ်အဲ့ဒီအတွက်အခက်အခဲတွေတွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတော့ယုံကြည်ရတဲ့လူတွေကိုစွန့်လွှာရတတ်တဲ့အတွက်နာကျင်ရမှုတွေလည်းပဲတင်လာတာသမီးတွေကခံစားရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် နောက်မိသားစုဝင်တွေအဲ့မှာကျမ်းမာရေးညံ့တတ်တယ်။ကိုယ့်ရဲ့မိသားစုဝင်တွေကျမ်းမာရေးညံ့လို့စေယုံစည်းကမ်းတွေပို့ဆောင်ပေးရတဲ့အဖြစ်အပျက်မျိုးလေးတွေလည်းကြုံရတတ်ပါတယ်။အလုတ်ကင်တွေဆိုရင်လည်းရှေ့ကိုမရောက်သင့်တဲ့ထင်းကောင်တွေတတ်ပါတယ်။လက်ရှိအလုတ်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေအလုတ်မှာကြံစည်နာလေးတွေအဆင်မပြေမှုလေးတွေကိုဖြေရှင်းနေရတဲ့အတွက်ကိုယ့်ရဲ့လုပ်ငန်းသစ်တွေအကြံအစည်သစ်တွေစိတ်ကူးသစ်တွေရွေးချယ်သစ်တွေကိုအကောင့်ထဲမှာပေါ်နိုင်မယ်။အလုပ်တွေအရရှိကိုမရောက်ပဲအဲ့ဒီနေရာမှာပဲ ထင်တော်ကြံ့ကြံ့နေတာမျိုးတွေကြုံရတတ်ပါတယ်။နောက်ဒီကလာမှာဒင်းနာသားသမီးတွေအတွက်စီးပွားရေးအလုပ်အကင်တွေအကြံအစီတွေလုတ်တဲ့မလုတ်တဲ့နောက်လုတ်ရင်ကောင်းမလားမကောင်းလားပေါ့နော်တိုးချဲ့မလားကြီးရွယ်ထားတဲ့ကိစ္စတွေရှင်အဲတော့လုတ်တဲ့မလုတ်တဲ့ဆိုတာတဲ့မလုံနိုင်ဖြစ်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်နေ့ကဒင်းနာသားသမီးတွေငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာတဲ့သူကတရဖူဆိုတဲ့နမိတ်ကြတော့ပေါ့နော်တရဖူနိုင်ကတော့ကောင်းတဲ့နမိတ်ပါပဲ။ဒါပေမဲ့အဲ့ဒီတရဖူကဘလို့တရဖူမျိုးလဲဆိုတော့ဓာသွားအထက်ကတရဖူပါ ဓာတ်နဲ့ရယူထားတော့တရဘူးဆိုတဲ့နမိတ်ပါ။ဒါလွယ်တော့ဒါပြန်ငွေကျင်းနဲ့ပတ်သက်လည်းပဲခက်ခဲရင်းရင်ခက်ခက်ခက်ခဲစူးစားပြီးတော့မှငွေကျင်းနဲ့ပတ်သက်တဲ့ပူပန်သောကတွေကပြည်လဲသွားနိုင်တဲ့အချိန်ကာလဆိုရင်လည်းမမှားပါဘူး။အဲတော့ငွေကျင်းကိုအကြောင်းပြုပြီးတော့အဆင်ပြေနိုင်မပြေနိုင်ဆိုရင်အဆင်ပြေနိုင်တယ်။ဒါပေမဲ့လွယ်လွယ်ကူကူအဆင်ပြေတာမျိုးမဟုတ်ဘူး။ခက်ခဲရင်းရင်ခက်ခက်ခက်ခဲပူပန်သောကတွေနဲ့ကျိုးသားအထုတ်ပြီးတော့မှအဲ့ဒီငွေကြေးကန်တာတာလေးတွေကအဆင်ပြေသွားနိုင်တာပေါ့နော်။အဲရရကြည့်တဲ့ငွေရဖို့အတွက်ဆိုရင်လည်းပဲတွန်းအားပေးရမယ့်အခြေအနေမျိုးရှိတယ်။ ိုကိုရိုင်းကသူများကိုပတ်စံတွေပေးစရာရှိနေတယ်။ပေးနိုင်မပေးနိုင်တွင်လည်းပဲကို့အတွန်းအားပေးခံနိုင်တယ်။ push အလုပ်ခံရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။ဒါတော့ဒီကလမှာတင်းင်းလာသားသမီးတွေအတွက်စိတ်မောလူမောကံလာတာဖြစ်တဲ့အတွက်အကျမ်းမာရေးလေးတွေလည်းပဲအမျှော်လင့်မင်းနဲ့ညံ့သွားတတ်တယ်။ဒါကြောင့်အကျမ်းမာရေးတွေအထူးပြု site တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံလာတာတွေကတော့ဒီကာလတွေမှာကောင်းပါမိသားစုတွေရဲ့အကူအညီပံ့ပိုးပေးမှုတွေကြားနိုင်တာပေါ့နော်။ဆွေမျိုးသားချင်းတွေရဲ့အကူအညီပံ့ပိုးပေးမှုကိုရတတ်ပါလား။မိသားစုဆွေမျိုးသားချင်းတွေကြောင့ ကို့မှာအကူအညီကောင်းတွေအကြံဒီကောင်းတွေရတတ်တာပါ။ဒါလူမှုရေးနဲ့ပတ်သက်ရင်တော့အထူးထူးသက်သာကောင်းမွန်တဲ့ကံတရားပါပဲ။ဒါလူမှုရေးကံတရားကောင်းတယ်လူသိလူကင်များမယ်။နောက်ပေါင်းရင်းဆက်ဆံရေးတွေအဆင်ပြေမယ်။နောက်ကိုကိုယ်တိုင်ကကို့ဘောမှာအင်မတန်မှကောင်းမွန်တဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းတွေကြောင့်ကို့မှာကျွန်းတွေ့နေရတဲ့ပူပန်သောကတွေကိုဖြေသိမ့်နိုင်မယ်။တကယ်ကြဲတွေရနေပြီးတော့ကြော်လွှမ်းနိုင်မယ်။လွတ်မြောက်နိုင်တာပေါ့နော်။နောက်ဒီကလာမှာအကောင်းဆုံးအောက်ပြောပါဆိုရင်တဲနာသားသမီးတွေအတွက်ကတော့ လူငွေရေးကဏ္ဍတစ်ခုကတော့တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့လူငွေရေးကဏ္ဍတွေမှာအများကြီးအထောက်ပံ့နေရတတ်တဲ့အထောက်အကူတွေဖြစ်တတ်ပါတယ်ဒါတစ်ခုကတော့ကျွန်တော်ပညာရေးကဏ္ဍတွေပေါ့နော်ပညာရေးကဏ္ဍတွေသင်တန်းတက်ရောက်မဲ့ကဏ္ဍတွေစာမွေးဖြည့်သွင်းခြင်းနဲ့ပတ်သက်တဲ့ကဏ္ဍတကဏ္ဍတာတွေမှာတော့အနည်းငယ်နှောင့်နှေးတတ်တယ်ပေါ့နော်ဘလို့အခက်အခဲလေးတွေကြောင့်ခုနကပြောတဲ့စိတ်မောလူမောအခက်အခဲလေးတွေကြောင့်တခြားကိုပညာသင်ကြားမဲ့အပိုင်းတွေမှာမတင်ကြဖြစ်တယ်ဖြစ်တတ်တယ်သင်ယူမဲ့အပိုင်းတွေမှာမတင်ဖြစ်တာမျိုးတွေကြောင်းရတတ် နောက်ဒိဋ္ဌာသတိရဲ့အခြေအနေနဲ့ပတ်သက်တော့စွာခြင်းတည်းနမိတ်ကြတော့နော်စွာခြင်းနမိတ်ကတော့နန္ဒရီညံ့တော့သူတွေကစိတ်မောလူမောဖြစ်ရတတ်တယ်ကိုလွမ်းမိုးမဲ့ကိုချုပ်ကင်မဲ့ကိုချေလဲမဲ့ချစ်သူဒါတွေအဲ့လာတွေကြောင့်နော်အိမ်အောင်ဘက်တွေကြောင့်စိတ်တော့ကရောက်ရတတ်တဲ့အချိန်ကာလမျိုးတွေဖြစ်တတ်ပါတယ်ခန္ဒီကမှဒိဋ္ဌာသတိတွေကဘာသာရေးမြန်မြန်လုပ်ပေးပါဖရာတရားလုပ်တွေမြန်မြန်လုပ်ပေးနော်ပို့ပြီးတော့ကောင်းတယ်နော်စီးပွားရေးလုပ်ငန်းဆောင်တာတွေကတော့ဘယ်ရင်အင်တာအားတိုင်းမတိုးချဲ့တင်ဒီပဲနဲ့လက်ရှိစီးပွားရေးအလုပ်ကံကြံတီတွေကို ီတဲ့ဆွတ်ရုံမသွားအောင်နည်းနည်းစူးစမ်းအားထုတ်တဲ့အချိန်ကာလဖြစ်ပါတယ်။တနင်္လာသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစီတဲ့အကြောင်းလေးတွေကတော့အနေရောင်အဖြူရောင်ကောင်းပါလေဒီတို့ဓာတ်တွေကံတမ်းမဲ့တို့ဓာတ်တွေဝါသနာပါတဲ့တနင်္လာသားသမီးတွေဆိုရင်ခွန်စာနှဲစုံတို့နှဲစာခွန်စုံတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါရသော်ပြချင်းကိုတော်မြတ်ကြီးကိုတကွန်လုံးကိုလုံးကတ်လူပူတော်ပြီးတော့ဆူတောင်းရပါမယ်နော်။အဲဒါဆိုရင်နေနာသားသမီးတွေကြိုးလို့ရတယ်မကောင်းတဲ့ကံတရာအညာကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိတယ်မှာဖြစ်ပါတယ်။တေနာသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်း ကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လူရဆန္ဒတလုံးတော်ရဲရရှိနိုင်